အလုံးမဲမင်္ဂလာပါရှင်ဒီနေ့ကျမတို့ channel လေးကနေဖျက်ပြပေးမယ့်စာအုပ်လေးကတော့ဆရာမနုနုကြီးအင်းဝါရေးတဲ့ကြံခတ်လို့ပန်းဝိထုတိုလေးပဲဖြစ်ပါတယ်ရှင်ဝိနည်းရဲ့ခြားကို ရောက်ကြတဲ့ကညာတိုင်းလွတ်လို့ခန်းနဲ့မတ်တဲ့အိမ်မက်ဟာလေးမုံနေကြမှာဟိုးတဝါလဲမြင်နေရတဲ့တောင်ကုန်းလေးတစ်ခုပေါ်ကစစ်စရာတနာစရာ စာတင်ကြောင်းလေးကိုပါပဲထိုင်လေးညီမလေးရဲ့ထိုင်မှာဟုတ်ကဲ့အမ ။မမလေးနာမည်ပြောပါအောင်။အမနာမည်ကမြက်မမြက်ပေါ့။ဟုတ်ကဲ့။ကျမနာမည်ကခန်းွေပါအမ။ဟေးနာမည်လေးကလှလိုက်တာ။ဟေးတကယ်ပြဆက်ကမှနော်။အိုင်တင်လူတက်တယ်မဟုတ်လား။ဟာမဟုတ်ဘူးနော်အမ။ဟိုအမတို့ကတင်ပေးပေါ့။ခန်းနဲ့စူးစမ်းမှာပေါ့။ ခန်းရတခါမှဒါမျိုးတွေမလုပ်ဘူးပါဘူးအမရေမနေ့ကလေဆရာတော်ကြီးရဲ့ဘုန်းကြီးကျောင်းကိုရောက်တော့ဆရာတော်ကပြောလို့ဒီမှာရောက်နေတဲ့မြမတွေအားလုံးစူးပြီးဘုံကရင်ပွဲမှာပြတ်ဆက်ကရမယ်တဲ့အဲ့ဒါတရုတ်ဆောင်မဲသူတွေလိုတယ်တွားကူလိုက်လို့ပြောတာနဲ့ခန်းနဲ့လာတာခန်းတဲ့ကိုကြိတ်တာခိုင်းမှအမပြတ်ဆက်တယ်မှမပါရလေကိစ္စမရှိပါဘူးအခုဒီမှာမြမတွေအများကြီးတွေ့ရတဲ့နေ့ကိုပျော်လာပြီး မတို့လည်းဒီလိုပါပဲကွယ်ကိုအချင်းချင်းတွေ့ရတာနဲ့ကိုပျော်နေကြတာပါပဲကြက်ဆက်ဆိုတာကလည်းအပျော်ပေါ့ဘသူမှမလုတ်တတ်တဲ့လူမပါပါဘူးဥကွာနောက်ဆုံးဘာမှမလုတ်တတ်တော့လဲဝေလီလီကန်းကတို့တွေပါကြတာပေါ့စင်မော်မှာဖြစ်လျှောက်တဲ့အခန်းလိုပါတို့ဟာဟာဟာအမရဲ့တကယ်ပြောတာခဲနဲ့ဒီလိုစကားမပြောရတာကြာပြီဒီလောက်မြမအများကြီးနဲ့မတွေ့ရတာလည်းကြာပြီ ဟုတ်လားခန်းနဲ့ဒီရောက်တာဘယ်လောက်ကြာပြီလဲဆယ်နှစ်ရှိပြီအမရဲ့မြမပြည်ပြန်ရောက်သေးလားဘယ်နှခါပြန်ပြီးပြီလဲမပြတ်နိုင်ပါဘူးအမရဲ့တခါမှမပြန်ရသေးပါဘူးခန်းနဲ့ပတ်စံစုရတဲ့အမရဲ့ရွာမှာအမီလေးရှိတယ်ညီမလေးနဲ့မောင်လေးလည်းရှိသေးတယ်။အော်အော်ဟုတ်တာပေါ့ကွယ်ခန်းနဲ့တို့ကမွန်မတ်၃ယောက်လား။လေးယောက်အမရဲ့ခန်းနဲ့အထက်အကြီးဆုံးအမရှိသေးတယ်။ သူကမန္တလေးမှာသူငငယ်လေးတွေကခန်းရွယ်တို့တောင်ပေါ်ရွာဘက်မှာအာကြီးစင်းရဲ့တော့မန္တလေးကတထေးအိမ်မှာကုဘော်လောင်ဘက်သွားထားရတာခန်းရွယ်ကြီးတော့သူ့စီတခါသွားလဲဘူးပါလေသူတို့တထေးအိမ်မှာမနေတတ်ပါဘူးအမရဲ့အဲ့ဒီတုန်းကခန်းရွယ်ကတောင်ပေါ်ရွာသူဖာတိမာလေလေစပွဲလေးမသိဖင်တို့အိမ်နာလည်းမသိကဲဟုတ်တော့နေပြီခန်းရွယ်ရဲ့စကလုံးအစ်အစန်းနေဟေ့ အဲ့ဒါလေးအမရဲ့လှဲစပွဲပါထမင်းထိုင်စားခိုင်းတော့ဟိုဘက်ကဟင်းစားနေပေမဲ့နှမ်းလို့လည်းမမိပါဘူးကိုကြီးခိုင်းရေခူရင်းစားခြင်းနဲ့လို့ပြောမှသူကလှဲ့ပြီးမှသိတာအမက ကြီးလာတော့ယောက်ျားရှာဖြစ်သွားတယ်အမရင်သူ့ကိုကိုကြီးခိုင်ခေါ်မှကြိုက်တယ်ဘိုင်းနာလေကိုကြီးခိုင်ရေအိန္ဒာပမာလေဆိုပြီးပြေးတော့အခန်းကျယ်ကြီးထဲမှာဖင်ထိုးအိန္ဒာကို မထိုင်တက်လို့ကိုကြီးခိုင်ရေဆိုပြီးအော်ငိုတော့တာ အိုးစူပါကြီးတွေမှထိုင်ခိုင်းတော့လေအမလေးအမေကြီးငါခါးကြီးမြုပ်သွားတာပဲလို့ခန်းရဲကတော့អော်တာပဲအေးဘောခန်းနဲ့ရဲ့ကိုမမသိတာညီပါအောင်ဒီကိုတော့ခန်းနဲ့ဘလို့လို့ရောက်လာလဲခန်းနဲ့ဒီကိုလာတော့တယောက်တည်းမဟုတ်ဘူးအမရဲ့အမေတို့မောင်လေးတို့ညီမလေးတို့လည်းပါတယ် နေသက်ကနေဝင်းပြီးအကြာကြီးအလုရှာရတယ်ဒုက္ခရလိုက်တာမှအမရဲ့အိုးအခုဒီမျိုးဆိုတာဝေလာဝေအိမ်မက်တောင်မမက်ဘူးဘေနာနီမန်လည်းမသိပါဘူး အဲ့ဒီနာတဝိုင်းမှာပဲအလုပ်လိုက်ရှာနေပြီးနောက်တော့မှတရချံတချံမှာခြံဆောင်တဲ့အလုပ်ရတယ်။အမေနဲ့ညီမလေးကခြံဆောင်မောင်လေးကခြံလို့ပေါ့။ခန်းတွေကတော့လမ်းပြင်းနဲ့စီမှာအလုပ်ရတယ်။လမ်းအလုပ်သမားလေးတနေ့ကိုဘက်90ရတယ်အမရဲ့တနေ့ကုန်လုပ်ရတာပေါ့။ဒါပေမဲ့မမဟုတ်ဘူးအမတိလား။အမကြောက်ရတယ်မဟုတ်လားမြင်းစေးဆိုတာလေစိတ်တွေလက်ဆက်တကြပြီးမမောတဲ့စေးလေ အဲ့ဒီဈေးကိုခန်းထဲလိုတောက်တဲ့ရေထဲမှာထည့်ထားတယ်လို့ပြောတာပဲ။ရေကတော့ရေခဲတုံးကြီးတွေစိမ့်ပြီးပလတ်စတစ်ပုံးကြီးတွေနဲ့ထည့်ထားတာ။အေးစိမ့်ပြီးတောက်လို့ကတော့ကောင်းမှကောင်း။အလုတ်လုံရေစာရင်ရေတောက်လိုက်နဲ့အလုတ်ပြန်လုံလိုက်နဲ့မမောတလို့ပဲ။သမီးတွေပြောတာကတော့အဲ့ဒီဈေးထည့်ထားတာတို့ဘာလို့က အလုတ်သမားကောင်းလုတ်တာတဲ့ပိုင်ရှင်မသိဘူးတဲ့ပြီးတော့အမရဲ့သူတို့ကလေပြောတယ်တိလားသူတို့လူမျိုးဖြစ်ချင်းရင်သူတို့စစ်လိတ်တောက်ပါလားသူတို့အရက်တောက်ပါလားတဲ့သူတို့စစ်လိတ်တွေအမမြင်ဘူးလားကုန်းထစ်တို့ဆိုင်ဖုန်တို့လေကုန်းထစ်တို့ကအနီရောင်ရိုးရိုးစစ်လိတ်ဆိုင်ဖုန်ဆိုတာကဘူးအစိမ်းရောင်လေးစပက်ရှယ်လုတ်ထားတာတဲ့မာပိုလိုတွေပါတယ်လဲရှိခဲ့အဲ့ဒီစစ်လိတ်တောက်တဲ့နဲ့ အရက်တောက်တဲ့နဲ့အမရဲ့အိုးဘယ်တောက်ရဲပါမလဲအမရဲ့နောက်တော့လေအခုဒီမျိုးကသူနာပြုဆရာမကြီးတယောက်ကခလေးထိတ်လာရှာတယ်တလကိုဘတ်ထောင်900ပြီးမယ်တဲ့ခလေးက3ယောက်ထိရမယ်တဲ့3နှစ်ခွဲရဲ့2နှစ်ရဲ့9လရဲ့တဲ့အဲ့ဒီတော့အမေကစဉ်းစားဖို့တဲ့လဲနှုတ်တဲ့ဆိုင်ရင်ခလေးထိတ်အလုတ်ကတော်အောင်မယ်တဲ့မြို့ကြီးကိုလည်းရောက်မယ်တဲ့အေးဘောအေးဘောဟုတ်တာပေါ့ အဲ့ဒီတော့အမရဲ့ခင်နဲ့လည်းခလေးထိတ်လုံးမယ်ဆိုပြီးဒီမျိုးကို သူတို့ကငွေကြိုးပတ်ငါးတောင်ပေးတော့အမေတို့လည်းအဲ့ဒီငွေလေးနဲ့မြမပြီကိုပြန်သွားရောခန်းနဲ့ဒီကို လာရတော့လေအမပြောအောင်မယ်တိလားအဲ့ဒီသူနာပြုဆရာမကြီးရဲ့မောင်ကရဲရရှိဆိုတော့သူ့ရဲ့ကားနဲ့ခန်းထဲကိုရဲအဖမ်းခံရပြီလို့ထင်ကြတာ။အိုးခန်းနဲ့ဇလန်းကမှတကယ်ပြဆက်ပဲ။ဟုတ်တယ်အမဟုတ်တယ် အဲ့ဒါလေအဲ့ဒီအိမ်ရောက်တော့မှအလုထွက်မဲ့မိကလေးနှစ်ယောက်နဲ့တွေ့ရဲ့ညီမမတွေပဲသူတို့ကပြောတဲ့ကလေးတွေကဆိုးလွန်းလို့ထွက်တာတဲ့ပြန်မဲပြန်လို့တော့မဲတဲ့လကကလည်းသူတို့ဘက်နှစ်ထောင်ရတယ်တဲ့လေဘယ်တက်နိုင်မလဲခန်းတွေကပတ်စံယူပြီးပြီလေလုံရတော့တာပေါ့အမရဲ့တကယ်တမ်းကျတော့လမ်းလုံရတာတက်တော့ပင်မမှသေးတယ်ကလေးလည်းထင်ရတယ်အိမ်မှုကိစ္စတွေလည်းအကုန်လုံရတယ်အမစဉ်းစားကြည့်လေ ဟုတ်တယ်ဟုတ်တယ်ဒီမှာတော့အကုန်လုံးလို့လို့အဲ့ဒီလိုပါပဲလေအခုရောခန်းနဲ့အဲ့ဒီအိမ်မှာပဲလားဟင်းအင်ဟုတ်တော်ဘူးအမအဲ့ဒီအလုပ်မလုပ်တော်ဘူးဈေးကြီးမှလေငါးရောက်နေအခုပေါ့အမရဲ့ငါးပေါင်းရောက်နေတတိမရဲ့အခုပေါ့မဆိုးပါဘူးဟိုအလုပ်တက်စာရင်တော့တတ်တာပါတယ်သူ့အိမ်မှာပဲနေပေါ့ထမင်းလဲကြီးတယ်ပတ်စံလဲပေးပါတယ်ဒီမှလေအမ ခန်းနဲ့လေဘင်းကဒီဆွဲကျူးလေးရဲ့ဟန်းကြီးလေးရဲ့ကတတိမကလက်ဆောင်ဝယ်ပေးတာခိုတလောလေးကစုံပွားတဲ့သူ့အမေကြီးကိုခန်းနဲ့ကတခြားပြုစုပေးလို့တဲ့ခန်းနဲ့ကစေတနာနဲ့ပါအင်အလုပ်တွေလုပ်လဲတိလို့ပဲခန်းနဲ့ကငါးပေါင်းလဲရောင်းရတယ်အင်အလုပ်တွေလည်းလုပ်ရတယ်အိမ်မော်လဲတပိုင်းမော်အမရဲ့ခန်းနဲ့ကပြဆက်မှကောင်းကောင်းတရုပ်ဆောင်နိုင်မှတေးကြတယ်စကားသိပ်ပြောတတ်တာပဲ။ ဟုတ်လားခန်းနဲ့ကိုရန်တီကြောင်းနေခဲ့ဘူးတဲ့အမရဲ့ခန်းနဲ့တို့ရမှာဆယ်တဲ့အောင်တဲ့လူလဲအားကြီးရှားပါတယ်ကြောင်းနေဖို့လဲခက်တယ်ရွာက ကိုထူကိုထကြောင်းကလေးမှ ခန်းနဲ့ကဆရာမပေါ့ငါးပေါင်းနေရမယ်ငါးပေါင်းနေငါးပေါင်းနေအရသာရှိတယ်လက်ဆက်တယ်ခလေးတွေစားရင်ညံကောင်းမယ်အားရှိတယ်ထွားကြိုင်းမယ်ငါးပေါင်းနေငါးပေါင်းနေ ဈေးဝယ်ရှုပ်တဲ့ဒီလိုမနက်ခင်းမျိုးမှာဈေးကြီးရဲ့ငါးပေါင်းဆိုင်နေကြကနေခန်းထဲရဲ့အတန်ကြီးကြီးဆူဆူလေးဟာအမြဲထွက်ပေါ်လာတတ်တဲ့သူတို့ဘာသာစကားနဲ့ပဲခန်းထဲကတက်တက်လက်အော်တဲ့အပြင်ဝဲချင်းအောင်လေးပြောတတ်တာကိုတတိမာကသဘောကျတယ်ခန်းထဲတစ်ခါနှစ်ခါအော်လိုက်တာနဲ့ဈေးဝယ်ကကြလာတာပဲ တချို့ဇီးဝယ်မိခင်တွေကဒီငါးကိုစားရင်ကလေးတွေညံကောင်းမယ်ဆိုတာဘာဖြစ်လို့လဲလို့မင်းရင်လဲခန်းထဲကတွတ်တက်လက်လက်ဖြည့်တတ်သေးတယ်။ဒီငါးမှာအိုင်ယိုတက်တက်ပါလို့တဲ့ပညာသိမ့်မတက်တဲ့ခန်းထဲရဲ့ငါးပေါင်းတစ်ထည်မှကတော့ကောင်းမဲတညင်ညင်လေးလုတ်တက်တဲ့တကယ်လေတကယ်ခန်းရွေးလို့ငါပေါင်းဟာစားလို့ကောင်းအောင်တခြားပေါင်းထားတာပေါ့ခန်းရွေးပဲလုတ်ရတာပဲတိရပါပေါ့အခုဒီသေးကနေဈေးရောက်ပြီပြန် အပြန်မှာငါးတွေဝင်ဝင်မယ်ပြီးရင်အင်ကြခန်းတွေကင်ရတယ်ကင်ပြီးရင်တခြားစားစနွေးငပြားကြီးသူတို့ကအချုံမမတုံးတော့ဟင်းနေထဲတဲ့တကြားမုံနဲ့နေပြီးဂျင်းကျက်တွပြူနဲ့တခြားပေါင်းတာပါငါးပါးဦးတင်ထားတာကိုတထေးမကက တီဗီကြည့်ရင်ငိုင်မီးရင်နဲ့စောင့်နေမှာခန်းတွေကတအိမ်လုံးရဲ့အဝိရှော အိမ်တန်ရှိရေးပေါ့ညနေစာချက်ပေါ့ဒီလိုနဲ့ပဲတဏိတာအလုကလဲပက်သွားတာပါပဲပုံကထေပွဲအတွက် ပြားစက်တိုက်တဲ့ကိစ္စကိုတော့တပတ်နှစ်ရက်၅ပေါင်းရောင်းပြီးတဲ့အချိန်တော်ပရစေလို့ခွင်တောင်းပြီးတာတထင်းမလို့ဒါလေးတော့ကျမသွားလို့ပရစေလို့တပြင်းရက်တွေမှာအိမ်အလုတွေပို့လုပေးပါမယ်ဆိုတော့တထင်းမကလည်းအေးအေးသွားပါတဲ့ သူကနားမလဲပါမလဲနဲ့ခန်းရွက်ကိုအထင်တွေတောင်ကြီးလို့နင်ကပြစက်မင်းသမီးလုတ်တက်တယ်ပေါ့နော်တဲ့ခန့်ငါနှစ်ကောင်ပဲကျန်တော့တယ်မြင်မြင်တင်ရအောင်អော်ပါအောင်ဟုတ်သားပဲဒီနေ့ခန်းရွက်တို့កုံနာမြင်နေမြင်မြင်កုံတော့လေမြင်မြင်တင်ရတာပေါ့အိုးဒီငါလေးနှစ်ကောင်များခန်းရွက်တစ်ခါအောင်မရှိပါဘူးငါးပေါင်းနေငါးပေါင်းနေလာပါလာပါအရသာရှိရင်လက်ဆက်တဲ့ဟော့អော်လို့တော့မဆုံးနေဘူးဆိုင်ရှိမှလူလာရက်ပြီး အာနိထောက်လိုက်ခါတဲ့ဒါဘလောက်လဲတဲ့ဈေးဝယ်သူကခန်းရဲကိုကြည့်တဲ့ခန်းရဲဖြေဖို့ဟန်ပြင်းလိုက်စဲမှပါပဲဆီယာမရုတ်တရက်ပြပြတတထွက်လာတဲ့မြမစကားတန်ဟာခန်းရဲကိုတုံလုတ်သွားပြေခဲ့ပါတယ်ဆီယာမဆီယာမခန်းရဲမဟုတ်လားဆိုင်းကြော်လေးဆီယာမဒီကောင်ကစောနောင်ဆီယာမဟုတ်သားပဲကျွန်တော်စောနောင်လေးဆီယာမဆိုင်းကြော်နဲ့စောနောင် အင်မတန်သွက်လက်တဲ့ခန်းရွင့်ရဲ့စကားသံဟာထင့ော့တုံရင်လို့တစ်ချိန်လုံးစီကနင်းနေကြမကမုံဝဝစာတင်ညောင်းကလေးပြီးတော့အစော့တန်နဲ့မြောက်ကလေးနှစ်ကောင်ခန်းနဲ့ရဲ့တပြည့်နှစ်ကောင်ဟဲဝမ်းနာလိုက်တာဆိုင်ကျော်ရဲ့စောနာကြည်စံလူကြီးတွေဖြစ်နေပြီသူတို့လေးနှစ်ယောက်ရဲ့လက်တွေကိုခန်းရွဲ့အတင်းဆုပ်ထားမိရဲ့စကားတွေတတတူကိုလည်းဘာရီပြောမိမှန်းမသိသူတို့ကလည်းအများကြီးပြောတယ် ဆိုင်းကျော်ကဒီကတက္ကသိုလ်မှာကျောင်းလာတတ်တာဆရာမသူကစေရင်လဲအောင်နဲ့ရန်ကုန်မှာတက္ကသိုလ်လဲသွားတက်နိုင်တယ်ဆရာမရဲ့ကျွန်တော်ကတော့ဆရာမနဲ့တိတ်မကွာပါဘူးကျောင်းကထွက်ရတာပါပဲအခုဒီမှာကြာပန်းအလုပ်ပေါ်ဆရာမဆရာမဆရာမတဲ့ဘေးဘီကလူတွေဘသူမှနားမလဲခြင်းလဲနေပါစေဆရာမခေါ်တဲ့နေနဲ့ဒီအချိန်ပိုင်းလေးကုံဆုံးသွားမှာကိုခန့်မဲ့နှမျောလာပါပြီတော့ လက်ကျန်ငါးလေးနှစ်ကောင်ကိုတခြားလေးထုတ်ပြီးပေးရသေးတယ်။တဆန်ဘာလို့ယူရမှလဲမင်းတို့ဆရာမဒီလောက်တော့တတ်နိုင်ပါသေးတယ်ကွယ်။မင်းတို့နဲ့တွေ့လို့ငါးပေါင်းတယ်မှာဘလောက်ဝမ်းသာသွားတယ်ဆိုတာမင်းတို့သိရဲ့လားခလေးတို့ရင်ခန်းရွက်ရဲ့တတိမာကတော့မတိရသေးကြလေ။မယုံနိုင်တာလဲအသေးချပဲခန်းနဲ့ပြောသည်မကိုမျက်လုံးကြီးပြူးပြီးခေါင်းကိုသာ တွင်တွင်ရန်လို့။ဘာပြောတယ်။နင်ကဆရာမစာတင်နဲ့ဆရာမ ဟုတ်လားတဲ့ဒီတခါမတ်တဲ့အိမ်မက်ထင်းမှာတော့အိမ်မုံနေကြကဝိုးတဝါလဲမြင်ရတတ်တဲ့စာတင်ကြောင်းလေးထဲမှာခန်းရွက်ရဲလေးစာပေကိုအာရပါရတင်းလို့စိုင်းကြော်လဲရှိတယ်စောနောက်လဲရှိတယ်မြမလေးနဲ့မောင်လေးလေးပါတယ်ဇပွဲပေါ်မှာတော့ခန်းရွှေချစ်တဲ့ကြောက်တဲ့ခေါလောင်းကလေးနားထဲမှာ ခေါလောင်းတန်နေစုံရနေတဲ့နုတဝဲအိမ်မက်ဟာခန်းရွှေကို နာကျင်ထိကိုက်စီပါတယ် နင်းနေကြကခန်းရွက်ရဲ့စာသင်ကျောင်းကလေးကို လွမ်းလာပါလေပြင်ညင်လာပါလေအိုးခန်းရွက်ကဘယ်တော့ပြင်ရမှလဲဘယ်တော့လဲနားစင်အပီးခဲ့ကြသူတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်ရှင်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေရှင်